ါရှင် The Empress and Tarot ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဇီမလေးဒီအပိုင်းမှာအားလို့အာဗီဒီယိုလေးတွေမှာတင်ပြတာပေါ့နော်အခုအာဒီနေ့အတွက်ကတော့ဗီဒီယိုလေးက no contact situation ပေါ့နော်အဆက်အသွယ်ပြည့်နေတဲ့သူတွေအတွက် no contact situation လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ကတော့ pick up line မဟုတ်ဘဲね collective ပေါ့เนาะ collective reading လေးလုပ်ပေးသွားတာဖြစ်ပါတယ်ဖြစ်ပါမယ် no contact situation ပေါ့เนาะကိုယ်နဲ့ဒီအဆက်အသွယ်ပြတ်နေတဲ့သူရဲ့ အဲတစ်ဖက်သူနဲ့ကြာမှာပေါ့နော်ဘာတွေဆက်ဖြစ်မှာလဲဒါမှမဟုတ်တစ်ဖက်သူကအဲ့လိုကိုယ်နဲ့ပတ်သက်ပြီးတော့ဘာတွေများတွေးနေတယ်လဲအဘာခန်းစားချက်တွေများရှိနေတယ်လဲပေါ့နော်အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ collective reading နဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါ okay အဲ့တော့ထုံးစံတိုင်းပဲပေါ့နော်ကက်ကလေးအရင်ဆုံး shuffle လိုက်ပါမယ်ကက်ကလေးထုတ်လိုက်ပါမယ်အဲဒီနေ့တော့ကတော့ဒီ awine ကက်ကလေးသုံးပေးမယ်ပေါ့နော် collective reading no contest situation ကိုဒီ awine ကက်ကလေးသုံးပြီးကြည့်ပေးသွားမယ်နော် okay အဲ့တော့ထုံးစံတိုင်းပဲကက်ကလေးအရင် shuffle လိုက်မယ်နော် โอเค nok ali energy စရလိုက်တာပေါ့เนาะအခု energy ကတော့စပြီးတော့ဝင်သွားပြီဝင်လာပြီပေါ့เนาะဘလို energy စပြီးတော့ရလဲဆိုတော့အချို့လေးတွေလေအဲ့လိုဒီအခုလာကြည့်တဲ့ reading မှာလေအဆက်အသွယ်ပြတ်တာနည်းနည်းကြာသွားတဲ့သူလေးတွေပါတယ်သိလားအဲ့လိုပေါ့เนาะအဆက်အသွယ်ပြတ်တာနည်းနည်းကြာကြာနေတဲ့ energy သွားရတယ်ပေါ့เนาะအဲ့လိုအဆက်အသွယ်ပြတ်တာကြာနေပြီတယောက်နဲ့တယောက်စကားမပြောတာ ဲ့လိုဘယ်လိုလဲဆိုတော့အချို့တွေဆို no contact situation ပေါ့နော်ဟိုလာကြည့်ရတယ်မှာ no contact situation မှာအချို့တွေဆိုတော့လုံးဝ no contact ဖြစ်နေတာဆိုတော့အဲ့လိုအဆက်အသွယ်ပြတာအရန်ကြာနေပြီလမ်းနဲ့ချီနေပြီတယောက်တစ်ယောက်စကားကိုမပြောကြတော့ဘူးအဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်ပေါ့နော် Okay အဲ့တော့စက်ကြည့်အောင်ပေါ့နော် အများစုပေါ့နော်တဲ့ energy စရလိုက်တာတော့ဆီယမဒီ energy စရပြီပေါ့နော်ဒီ no contact situation ကိုကြည့်ပြီးမှာပေါ့နော် no contact situation မှာကအခုအဲ့လိုတော်တော်များများကအဆက်အသွယ်ပြတ်တာကြာနေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲအဲ့လိုလာကြည့်တာမျိုးတွေတွေ့ရပါတယ် okay အဲ့ဆိုကြည့်ကြည့်အောင်နော်ကက်ကလေးအရင်ဆုံးရှင်းပြလိုက်မယ်နော် okay ပါအဲ့တော့ကက်ကလေးအရင်ဆုံးရှင်းပြလိုက်ပါမယ် no contact situation အခုလာကြည့်တဲ့ collective လေးတွေအတွက်ဗာ message တွေများသိဖို့ရှိတယ်လေဟုတ် အရင်ဆုံးကတ်ထွက်လာပြီခဏလေးနော်ဟုတ်ကြပါဘူးโอเคအရင်ဆုံးကတ်ထွက်လာပြီ night of souls တဲ့နော်အရင်ဆုံးထွက်လာတဲ့ကတ်ကလေးကတော့ပြလိုက်မယ်နော်မြန်မာတန်ဝါးနေတာမသိဟဲ့ဝါးနေရတာမသိကင်မရာ night of souls ပေါ့နော်ခဏလေးနော်ဝါးနေရတယ်โอเค night of souls ဘောနော်ကက်ကလေးထွက်လာတယ်ပြီးတော့မှပဲဟိုကက်ကလေးပြီးပေါင်းပြလိုက်မယ်သိလားကင်မရာကနေဝါးဝါးသွားလို့နော်โอเค ရလားမသိဘူးဝါသွင်းဝါနေတာမသိโอเคနော်မောင်းနေတဲ့အခန်းထဲမှာလေနော်โอเคအဲ့ဆိုရင် no contact saturation ကိုပြီးထွက်လာပြီးတော့မှကတ်တီအားလုံးထွက်လာပြီးတော့မှပဲပြလိုက်မယ်နော်โอเคအဲ့ဆိုရင်ပထမဆုံးထွက်လာတဲ့ကတ်ကလေးကတော့ night of sauce ဖြစ်ပါတယ်သူတွေအဲ့လိုပဲထုံးစံတိုင်းပဲဝေးနေတဲ့သူတွေတွေ့ရတယ်ဗောနော်အဲ့လို physically အရာဗောနော်နိုင်ငံအရာဝေးသွားတာမျိုးအဲ့လိုဟိုပါဗောနော်ကင်မရာခဏနေတော့ဝါနေတော့ โอเคအဲ့လိုရေချားမြေချားဝေသွားတာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်အဲ့လိုရေချားမြေချားဝေသွားတာလို့နိုင်ငံအရာဝေသွားတာလို့အဲ့လိုမျိုးလေးတွေတွေ့ရတယ်ပေါ့နော်โอเคအဲမှောင်သွားတယ်တော့ကင်မရာဘယ်လိုဖြစ်လို့တော့မသိအလင်းတင်လိုက်မယ်โอเคအဲ့တော့ဆိုမြင်ရမယ်တင်တယ်နော်โอเคโอเคဆက်ကြည့်ကြအောင်နော် ဟုတ်တယ်အဆက်အသွယ်ဖြစ်တာတော်တော်ကြာနေပြီတယောက်နဲ့တယောက်စကားမပြောတာမျိုးတွေတွေ့ရတယ်အခု collective လေးတွေကတော့ပြန်ခေါ်ကျင်နေတဲ့ energy ကိုသွားတွေ့ရတယ် collective လေးတွေဟုတ်တယ်ဒီအခုအဆက်အသွယ်ပြတ်သွားတဲ့သူ့ကိုလေအခုလာကြည့်တဲ့ collective လေးတွေပြန်ပြီး manifest လုပ်နေတာတွေ့ရတယ်နော်အဲ collective လေးတွေဖြစ်ဖို့များတယ်တစ်ဖက်သူတို့ရော energy သိမ်းမရဘူးလာကြည့်တဲ့ collective လေးတွေကအဲ့လိုအခုအဆက်အသွယ်ပြတ်သွားတဲ့သူနဲ့ပြန်ပြီးအဆင်ပြေချင်ပြေချင်တာမျိုးပြန်ပြီး manifest လုပ်နေတာမျိုးတွေ့ရပါတယ်နော် okay อืมอืม อืม energy ကမယူတာကြောင့်ဟိုအောင်ဖြစ်နေเนาะ energy လေးတစ်ချက်ပြန်ယူကြည့်လိုက်မယ် no product situation မှာ collective play ပေါ့เนาะအော် okay အဲ့တော့ collective play လာကြည့်တော့ collective play 5ကက်6ကက်6ကက်တောင်ထွက်လာတယ်ဆိုတော့6ကက်လောက်ဆိုတော့လိုက်တော့မယ်เนาะ okay အဲ့တော့ဟိုလက်တစ်ချက်တော့ကက်ကလေးပြပေးမယ်เนาะอืม okay energy ရလိုက်ပြီးဦးမလီ okay okay no contact situation เนาะအခု you like day ဒီ reading ကဘာလဲဆိုတော့ no contact situation ပေါ့เนาะ ်နိုကွန်းတဲ့ situation မှာအဲ့တော့ကတ်ကလေးတွေတစ်ချက်ပြရမယ်နော်ပထမအောင်ဆုံးကတ်ကကြတော့ခုနပြခဲ့သလိုပဲမြင်ရမယ်ထင်တယ်နော် night or source ကတ်ကလေးနော် okay ဒုတိယကတ်ကကြတော့ဘာလဲဆိုရင် the magician ပေါ့နော် the magician ဆိုတဲ့ကတ်ကလေးထွက်ပါတယ် okay အဲ့တော့ပြီးထွက်တဲ့ကတ်ကလေးအစင်းလိုက်ပြလိုက်မယ်နော်အဲ့တော့နောက်ထွက်တဲ့ကတ်ကလေးကကြတော့ king of pentacles တဲ့နော် king of pentacles ကတ်ကလေးကိုဘာထွက်လာလဲဆိုတော့ဒီမှာ queen of pentacles ခွတ်ထွက်လာပါတယ် quinol pentacles โอเคအဲ့တော့နောက်ဆုံးနှစ်ကပ်ကတော့ဘာထွက်လာလဲဆိုတော့ the emperor နဲ့တဲ့ four of pentacles ထွက်လာပါတယ်တဲ့အဲ့တော့ the emperor နဲ့ four of pentacles ထွက်လာတယ်ပေါ့နော်โอเคမြင်ရမယ်ထင်တယ်နော်โอเคကင်မရာနည်းနည်းဝါဝါသွားလို့နော်โอเคအဲ့ဆိုကင်မရာလေးတစ်ချက်ပြင်ချိန်လိုက်မယ်မြင်ရမယ်ထင်တယ်โอเคအရင်ကင်မရာကမလောက်တာကြာတော့နည်းနည်းခိုင်းရတာနည်းနည်းခတ်နေတယ် ရမယ်ထင်တယ်နော်ဝါးနေတာမသိ Okay အဲ့ဒါဆိုရင်တဲ့ magician ရေပေါ့နော်ဟိုဟာ king of pentacles ရေ queen of pentacles ရေထွက်လာတာပေါ့နော် Okay အဲ့တော့ဟိုဟာ energy ကရလိုက်ပြီသေးလားနော်အဲ့တော့ခဏလေးဝါးနေတယ်ဝါးနေတာကိုချိန်ရမယ်ကင်မရာဝါးနေတော့ okay လင်းသွားပြီရပြီเนาะ okay အဲ့တော့ဘယ်လိုလဲဆိုတော့ဒီ energy ရလိုက်တာလေဆီယမလေးကို energy ရလိုက်တာတော့ကို no contact ပေါ့เนาะလာကြည့်တာ no contact situation ကိုလာကြည့်တာပေါ့เนาะဒါပေမဲ့ဘယ်လိုလဲဆိုတော့လေဒီ no contact situation ကလေအတိတ်မှာတော့ဒီ collective lady နဲ့တစ်ဖက်သူနဲ့တွဲခဲ့တဲ့ connection မျိုးဖြစ်နိုင်တယ်အဲ့လိုမျိုး long term ထိသွားဖို့ရည်ရွယ်ပြီးတော့ပေါ့เนาะအဲ့လိုတွဲခဲ့တာမျိုးအပြုံမဟုတ်ဘူးကွဲပြောချင်တာလို့တယောက်နဲ့တယောက် အဲလောင်တန်းထိသွားမယ် manage light ထိသွားမယ်ပေါ့နော်တယောက်နဲ့တယောက်အဲ့လိုမျိုးရှင်းရွယ်ပြီးတော့တွဲခဲ့တဲ့ connection မျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဟိုအချစ်တွေလည်းပါတယ်ပြီးတော့အဲ့လိုပေါ့ရည်ရွယ်ချက်တွေပါတယ်ဥတီချက်တွေပါတယ် connection မျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုတွဲခဲ့တဲ့ဟာမျိုးတော့တွဲရတယ်ပြီးတော့တယောက်နဲ့တယောက်က energy အရင်ကိုက်တာမျိုးတွဲရတယ်ပေါ့နော်အတိတ်မှာတော့အဲ့လိုအဲတယောက်နဲ့တယောက်ကအဲ့လို connection အရင်မိတယ်ပေါ့နော်အဲ့လိုသူနဲ့ကိုယ်နဲ့ကအဲ့လို energy ကြိုက်တယ်ကွဲသေးလားအဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးနည်းနည်းတူတယ်အလုပ်ကြိုးစားတယ်ငွေစုတက်တယ်အဲ့တော့ collective play တွေနဲ့တစ်ဖက်သူနဲ့ကဒီအခုအဆက်အသွယ်ပြတ်သွားတဲ့ no contact ကလူကအဲ့လိုအရင်တော့အဲ့လိုလူမျိုးဖြစ်နေမယ်ပေါ့နော်ဒါပေမဲ့လေ connection ကတော့တွေ့ရတာအဲ့လိုအရင်တော့အတိတ်မှာတော့အဆင်ပြေခဲ့တယ်ဒါပေမဲ့အကြောင်းရင်းတစ်ခုခုတော့ရှိနေမယ်။ဘာဘာကြောင့်လဲတော့မသိဘူး။အဲ့လို connection က collective play တွေထင်သလိုမသွားပဲပေါ့နော်။ အခုရတဲ့ energy အလို collective လေးတွေထင်းသလိုမဖြစ်လာဘူးပေါ့နော်ဆိုလိုတာအရန်နေအစဉ်ပြေတယ်သူနဲ့ကိုနေရတဲ့ energy ကြိုက်တယ်ပျော်စရာကောင်းတယ်အဲ့လိုအတွေးခေါ်ရလဲသူနဲ့ကိုနေခက်ဆင်ဆင်ပဲတိလား collective ဒီ no နဲ့ကိုလာကြည့်တာလေ collective နဲ့ဒီတစ်ဖက်သူနဲ့အတွေးခေါ်ရတဲ့နည်းစင်တာမျိုးတွေ့ရတဲ့အယူဆခံယူချက်တွေရလေအဲ့တော့အဲ့ရနေမှာတစ်စင်မဘာကြောင့်လဲတော့မသိဘူးဒါပေမဲ့ဒီ connection က collective လေးတွေထင်တာသလိုတော့မဖြစ်သွားဘူးပေါ့နော်လို့အဆက်အသွယ်ပြတ်သွားတာမျိုးနည်းနည်းစိတ်ပြတ်ရတာမျိုးလေးတွေဖြစ်သွားတာမျိုးတွေတွေ့ရတယ်ပေါ့နော် အကြောင်းရင်းတစ်ခုကိုတော့ရှိလိမ့်မယ်ပေါ့နော်အခုချိန်မှာ collective လေးကပြင်ပြီး manifest နေတာမျိုးလည်းတွေ့ရတယ်နော်တိတ်မှာတော့တော်တော်အဆင်ပြေခဲ့တဲ့ connection ပဲနော်အခုချိန်မှာ no contact okay အဲ့ဆို energy စားရလိုက်ပြီးသေးလား no contact လို့ energy ပေါ့နော်ဒါမဲ့ဒီထွက်လာတဲ့ကကဘာလဲဆိုတော့ the emperor ပေါ့နော် the emperor ကကလေးထွက်လာတာပေါ့နော်အဲ့တော့ the emperor ကကလေးထွက်လာတာဖြစ်တဲ့အတွက်ကြောင့် energy ကဘာသွားရလဲဆိုတော့အဲ့ဒါကြောင့်လေ ဟို collective လေးတွေကလည်းဒီ connection ပြန်ပြီး manifest လုပ်နေရပေါ့နော်ဒါပေမဲ့လည်းလေဒီတစ်ဖက်ကသူကလည်း collective လေးကိုစိတ်ကတော့မပြတ်သေးဘူးနော်အဲ့လိုမျိုးတော့တွေ့ရတယ်စိတ်မပြတ်သေးဘူးပေါ့နော်လို့ collective လေးတွေကိုခံစားချက်တွေရှိသေးတယ်အဲ့လိုအရင်ဟိုစိတ်ခံစားချက်တွေရှိသေးတယ်ပြောချင်တာလို့ emotion တွေရှိသေးတယ် love တွေရှိသေးရအောင်တော့နည်းနည်းတော့တွေ့ရတယ်ပေါ့နော်음 the ambara နဲ့ four of pentacles အဲ့လိုအချို့လေးတွေလေ စကားများပြီးဖြစ်သွားတာမျိုးတခုခုပဲသိလားအကြောင်းရင်းတခုခုကြောင်းအဲ့လိုမျိုးထင်သားသလိုမဖြစ်သွားတာမျိုးပေါ့နော်ဘာကြောင့်လဲတော့မသိဘူးဝေးသွားတာမျိုးအဲ့လိုပေါ့ခုနပြောသလိုပေါ့နော် physically အရာအဲ့လိုဝေးသွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ကြောင်နဲ့တောင်ကအဲ့လိုအစင်ပြင်မထင်ပြီးတော့ပါတော့အဲ့လို physically အရာဝေးသွားတာမျိုးလည်းဖြစ်နိုင်တယ် for of panicles နဲ့ the emperor အရာပေါ့နော်အဲဝေးသွားတာမျိုးဒါမှမဟုတ်အဲ့လိုမျိုးအော်အလုပ်ထဲမှာနောက်တစ်ခွက်ချက်အဲ့လိုသူ့နဲ့ကောင်နဲ့အလုပ်ထဲမှာတွေ့ပြီးတော့သူကဟုတ်တယ်အလုပ်ပြောင်းသွားတာမျိုးတို့အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် အချို့လေးတွေအဲ့လို collective တဲ့မှာရတဲ့ energy ဆိုတာပြောလိုက်တော့မယ်ပေါ့နော်အချို့တွေဆိုအဲ့လိုကိုယ့်ရဲ့အထက်လူကြီးနဲ့အဲ့လိုမျိုးဟောပေါ့နော်တန်ရုံးစီဖြစ်တာမျိုးအဲ့တို့ကြောင့်ရှေ့ဆက်လို့မရတာမျိုးအဲ့လိုအကြောင်းရင်းတစ်ခုခုတော့ရှိတယ်ပေါ့နော်အဲ့ဒီတို့ကြောင့် collective လေးတွေထင်တာတို့ဒီ connection ကမဖြစ်သွားတာလို့ခံစားရတယ် no point တက်ပေါ့နော်အဲ့တော့ပထမဆုံးရတဲ့ energy ကတော့ခုနပြောသလိုတစ်ဖက်သူဒီကိုခံစားချက်ရှိနေလားဆိုခံစားချက်ရှိရပြီးတော့အခုအချိန်မှာကအခု reading ဖတ်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့အရင်ကခံစားချက်တွေနည်းနည်းဟောဖြစ်လာတော့ခံစားရတယ်သိလားအဲ့လို emotions တွေနည်းနည်းတော့အဲ့လို strong ဘွားဖြစ်တယ်ဘာလဲလှိုင်းထန်တာလားလို့မြန်မာစကားလည်းတခါကြာရင်မမိပါဘူးအဲ့လိုအဲ့လိုဟိုဘွားဖြစ်တယ် emotions တွေထန်ဘွားဖြစ်လာတာကိုတွေ့ရတယ်တိလားအခုဆိုပြောနေရင်လည်းအဲ့လိုမျိုးစိတ်ခံစားချက်တွေပြန်ထန်တာအဲ့လိုမျိုးပြောတာနော်နည်းနည်းအဲ့လိုမျိုးဖြစ်လာတယ်တစ်ဖက်သူကလည်းတခါတလေတော့သတိရတယ်တဲ့အရန်ကြာသွားတဲ့ connection ခုနကပြောသလိုပေါ့နော်အဆက်အသွယ်ပြတ်တာသူနဲ့ကိုယ်နဲ့အရန်ကြာသွားပြီဆိုရင်တော့တစ်ဖက်သူသည်တခါတလေမှာတော့သတိရတယ် အမေအဲ့လိုပြန်လာဖို့ရဲ့လို့သူဒီမတိကြဘူးပေါ့နော်အဲ့လိုအရန်ကြောက်သွားပြီဆိုပြန်လာဖို့ရဲ့လို့သိမတိကြဘူး collective ကိုယ်တိုင်လည်းမတိကြတဲ့ energy မျိုးတယောက်နဲ့တယောက်ပြီးွားတာမျိုးတွေဖြစ်နိုင်နေဒါမဲ့ collective ရဲ့စိတ်ထဲမှာတော့ပြန်ပြီး manifest လုပ်နေရတာမှမဟုတ်လဲလူသစ်တယောက်ပေါ့နော်လူကိုလိုချင်တဲ့ပုံစံမျိုး collective player ပြန်ပြီး manifest လုပ်နေရမျိုးတွေလည်းတွေ့ရတယ်အခြေအနေနဲ့ပတ်သက်ပြီးနည်းနည်းစိတ်ပြတ်နေရမျိုး collective player အခြေအနေနဲ့ပတ်သက်ပြီးလို့စိတ်ပြတ်နေတဲ့ energy ပဲတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ် ကော်လက်တစ်မဟုတ်ရင်လည်းတစ်ဖက်သူပေါ့နော်သူကဒီဟိုနှစ်ယောက်ကြားကော်နက်ရှင်စိတ်ပြတ်တာမဟုတ်ဘူးကိုယ့်ရဲ့အချစ်ရေးပေါ့နော်အချစ်ရေးနဲ့ပတ်သက်ပြီးအဲ့လိုစိတ်ပြတ်နေရမျိုးတွေ့ရတယ်နော်အဲ့လိုမျိုးသွားတွေ့ရတယ်โอเคအဲ့တော့ပြန်လာမှလားဆိုတော့အချို့ collective လေးတွေကကြောင့်ခုနပြောသလိုတစ်ဖက်သူဒီကိုယ့်အပေါ်မှာခံစားချက်ရှိသေးတယ်ဒီ empire ကရပါတော့ခံစားချက်ရှိတယ်ပြန်လာခြင်းတာမျိုးတွေတော့ရှိနေတာပေါ့သူရခံစားချက်ကိုပြောတော့ action ကိုတော့မတွေ့ရဘူးပေါ့နော်သူပြန်လာခြင်းတာမျိုးခံစားချက်ဖြစ်နေတာမျိုးတော့တော့ပြီးတွေ့ရတယ်လို့အတိတ်မှာတော့တော်တော် connection ကလေအဲ့လို အရန် strong ဖြစ်ခဲ့တာမျိုးတွေ့ရတယ်ဗောနော်အလိုသားတွေ့ရတယ် okay အဲ့တော့နောက်ထပ်ဒီကက်ကလေးနဲ့ကြည့်ပေးမှာဗောနော် the inspiration tarot ဗောနော်ဒါလေးတစ်ချက်သုံးလိုက်မယ်အဲမသုံးတာကြတော့အဲ့ဆိုသူရခံစားချက်ဘာတွေဆက်ဖြစ်မှာလဲနောက်ဒီ no contact situation နဲ့ပတ်သက်လို့ဘာတွေများသိရအောင်မလဲဗောနော်ဟုတ်တယ်အချို့ collective player no contact ဆိုပေမဲ့လာတာကြည်တာဗောနော်ဟိုဒီ radio လာတာကြည်တာ အဲ့လိုတစ်ဖက်သူပေါ်မှာအရင်မျောလင်းချက်မရှိတော့တာမျိုးလဲတွေ့ရတယ်ပေါ့နော်အဲ့လိုပြီးစရာရှိတာပြီးသွားပြီဒီတိုင်းမဲ့လာကြည့်တဲ့သဘော no contact ကိုလာကြည့်တဲ့သဘောပေါ့နော်အရင်ကြီးအဲငါနဲ့သူနဲ့ပြန်ပြီးအဆင်ပြေပါစေလို့ပါအဲ့လိုခံစားချက်မရှိတာမျိုးပေါ့နော်အဲ့လိုမျိုး collective လေးလဲတွေ့ရတယ်အဲ့တော့အချို့အလုံးနဲ့အစိုးရကြတော့ပြန်ပြီး manifest နေတာပြန်ပြီး manifest နေရဆိုတော့ action ကိုမတွေ့ရအောင်လို့ ဟောဘောနော် action ယူနေအောင်မျိုးတော့မတွေ့ရဘူးဒါမှမဟုတ်စိတ်ထဲကနေပြီးပြန်ပြီးအဆင်ပြေချင်တာသူကိုယ်စကားလာပြောတာမျိုးလိုချင်နေအောင်မျိုးတော့တွေ့ရတယ်ဗောနော်လူနေစုအချို့တွေကတော့ခုနပြောသလိုပြီးသွားပြီး manifest နေရမျိုးလည်းတိတ်မတွေ့ရတော့ဘူးဗောနော်အဲ့တော့အတိတ်မှာတော့တော်တော်တော့ energy ကြိုက်ခဲ့တာမျိုးတွေ့ရတယ်အတွေးကယူစားတယ်တူတယ်တူလားဒါကြောင့်အဲ့လိုဖြစ်သွားတယ်တော့မသိဘူးဗောနော် Okay ဟုတ်တယ် the magician နောက်ထပ်ထွက်လာတဲ့ကကလည်း the magician နဲ့ပြမယ်နော်ကကလေးပြီးရင် okay ဒီဟာလေးတစ်ဆင့်ပြန်ထည့်လိုက်မယ်ခဏလေးနော် okay no control situation อืม energy ရပြီ energy ရပြီ okay နော် ော့ရှိမထွက်လာတော့เนาะခဏလေးအဲ့ဆိုနှစ်ကက်နေတယ်အရင်ပြောလိုက်မယ်เนาะဘာကက်ထွက်လာလဲဆိုဒီမှာလဲ the magician နဲ့เนาะမြင်ရမယ်ထင်တယ်เนาะဒီမှာလဲထထွက်လာတဲ့ကကဘာဖြစ်နေလဲဆိုတော့ the magician ဖြစ်နေတယ်ဒီလားเนาะခဏလေးဝါးနေလားမသိဘူးအဲ့တော့ကင်မရာဝါးဝါးဝါးရည်ဒီလားခဏလေးเนาะဒီကင်မရာလဲဝါးဖြစ်တယ်ခဏလေးโอเคရပြီ the magician နဲ့เนาะမြင်ရမယ်ထင်တယ် โอเคနောက်တစ်ခါကကြတော့ဗားရလဲဆိုရင် page of ones တဲ့เนาะနောက်ထပ်လာတဲ့ကတ်ကလေးကတော့ page of ones ဖြစ်ပါတယ်အဲ့တော့ energy ကရလိုက်ပြီးသေးလားเนาะ no contact အခုလာကြည့်ရဲ့ collective play တွေလေခဏနေအာ sorry ပါကင်မရာပြန်ပြန်ညှိနေရမှာเนาะโอเค no contact လာကြည့်ရဲ့ collective play တွေလေမမြောင်လင့်မင်းနဲ့သူနဲ့ကိုနဲ့အဆက်အသွယ်ပြင်ရတာမျိုးစကားပြောဖြစ်တာမျိုးလေးတွေတွေ့နိုင်နေဘလို့လဲဆိုတော့အဲ့လိုကိုနောက်ပြောသလိုပဲ collective play တွေမှာလေ အရန်ကြီးမျောနေမနေရမျိုးတွေ့ရတယ်အဲ့လိုမျိုးပေါ့နော်သူနဲ့ကိုနေအဆက်အသွယ်ပြတ်သွားပြီသူလည်းသူ့လမ်းကိုရှောက်သူ့လမ်းသူရှောက်ကိုလည်းကိုလည်းကိုရှောက်အရန်ကြီးခန်းစားချက်တွေမပြင်းထန်တာမျိုးတွေတွေ့ရတယ်ဆိုလိုတာကတဖက်တူအစိမ်းထဲမှာတော့ရှိတယ်ခေါ့ဒါပေမဲ့ခုနကပြောသလိုအရှင်ယူနေယူမယူတာမျိုးအဲ့ဒါဆိုရင်လည်းမမျောနေမယ်တယ်ပေါ့နော်အဲအဲ့လိုပြန်ဆောင်ရတာမျိုးစကားတွေပြန်ပြောဖြစ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ရင် new beginning တော့ပြောတာပေါ့เนาะအဲ့လိုမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်တိလာเนาะအများ ဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ damage ရှင်ကက်ကနှစ်ကက်တောင်ထွက်လာတာပေါ့နော်။အောက်မှာလည်းတကက်ဒီမှာလည်းတကက် damage ရှင်ကက်ကနှစ်ကက်တောင်ဖြစ်လာဆိုမှမျောနေမယ်နဲ့ဆိုလိုတာအဲ့လိုကိုမထင်ထားပဲနဲ့အဲ့လိုမျိုးတနည်းအားဖြင့်စုံတာသူကကိုစကားပြန်လာပြောတာအချို့လေးတွေမထင်ထားပဲနဲ့အဆက်အသွယ်ပြတ်တာကနေပြန်အဆင်ပြေသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်။အချို့လေးတွေဒီခုနပြောသလိုနော်မထင်ထားပဲနဲ့ပြန်အဆင်ပြေသွားတာတခုတော့ရှိရဘလို့လဲဆိုတော့ collective လေးတွေအားလည်းတစ်ဖက်သူနဲ့ပြန်ပြီးတော့အဆင်ပြေခြင်းနေတယ်အဲ့လိုလေ manifest လုပ်နေတယ်ဆိုတော့အရှင်တော့ယူမနေဘူးဒါပေမဲ့စိတ်ထဲကနေ manifest လုပ်နေရင်ဆိုရင်ကြတော့တဲ့ဘာ energy သွားရလဲဆိုတော့တစ်ဖက်သူကလည်း manifest လုပ်နေတယ်ဘာကြောင့်လဲဆိုတော့ magician ကကနှစ်ကပ်ထွက်တာပေါ့နော်ပြီးတော့ဒီမှာထွက်ထားတဲ့ကပ်ကလည်း king of pentacles နဲ့ queen of pentacles ကလုံးဝအဲ့လိုမျိုးထွက်ထားတာဖြစ်တဲ့အတွက်ကြောင့် quality ရဲ့စိတ်ထဲမှာတစ်ဖက်သူရှိနေသေးတယ်အစီရင်ပြီးတော့အဆင်ပြေခြင်းနဲ့ဆိုရင်တစ်ဖက်သူကလည်းသူ့ရဲ့စိတ်ထဲမှာပြန်ပြီးအဆင်ပြေခြင်းနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ new beginning ပေါ့နော် patient one energy နဲ့အဲ့လိုမျိုး မအွန်လိုင်းပေါ်ကစကားလာပြောတာမျိုး new begin နဲ့တတိလေးသွားတွေ့ရတယ်ဆိုလိုတာတော့သူနဲ့ကုန်နဲ့ပြန်ပြီးတွဲဖြစ်တာမျိုး long term နေသွားမယ်အဲ့လိုပုံစံမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမမျော်လင့်မနေစကားပြန်ပြောဖြစ်တာမျိုးပြန်ဆုံတာမျိုးအတူတူ hand out ထွက်တာအဲ့လိုပေါ့နော်အသေးလေးပေါ့နော်အဲ့လိုပုံစံစိတ်လှုပ်ရှားစရာအသေးလေးတစ်ခုသွားတွေ့ရတယ်ပေါ့နော်အနာကမ်းမှာအဲ့လိုပုံစံမျိုးတွေ့ရတယ်အချို့တွေတော့ပေါ့နော်အဲ့လိုမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်တယ် မျောလင့်မဲနဲ့လို့ပြန်ပြီးတော့အဆင်ပြေသွားတာမျိုးလေးဖြစ်နိုင်တယ်ပေါ့နော်။စကားပြောဖြစ်သွားတာမျိုးလေးဖြစ်နိုင်တယ်။အချို့ collective လူနည်းစုကနေပြောတော့အချို့ collective တွေကတော့လေပြင်ပန်းမှာတော့ဘာမှတော့လုပ်မနေဘူး action ယူမနေဘူးဒါပေမဲ့ဒီလူနည်းကလေခံစားချက်တွေမကုံသေးဘူးပေါ့နော်။ခုနကပြောခံစားချက်တွေမကုံသေးဘူးပြန်ပြီးအဆင်ပြေခြင်းညာမျိုးတွေလည်းတွေ့ရတယ်။တစ်ဖက်သူကလည်းအနေနဲ့အများတော့ပြန်ပြီးအဆင်ပြေခြင်းညာမျိုးခုနကပြောဆိုသူဒီစိတ်ထဲမှာတော့ကိုယ်ကိုလေအမှန်တိုင်းပြောရတော့ရှိသေးတယ်ပေါ့နော်အဲ့လိုမျိုး ခံစားချက်တွေတော့ကျန်နေသေးတယ်။တဖက်သူဒီဟုတ်တယ်ကိုယ့်ကိုခံစားချက်တွေရှိနေသေးတယ်စိတ်ထဲမှာအဲ့လိုခံစားချက်တွေရှိနေသေးတယ်အချစ်တွေရှိသေးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လေညူပေကင်းနဲ့အသေးလေးတစ်ခုပြန်စလာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့ဒါလေးတစ်ချက်စောင့်ကြည့်ပေးပါနော်မမျောလိမ့်မယ်တဲ့စကားတွေပြန်ပြောဖြစ်တာမျိုးလေးတွေဖြစ်နိုင်တယ်ဒါပေမဲ့ အနာဂတ်ထိအဲ့လိုပေါ့နော်ဆက်သွားမှလား collective plan တွေလိုချင်တယ်လို့ပေါ့နော် long term partner ထိဖြစ်မှလားဆိုရင်တော့မသေးကြဘူးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။အဲ့ဒါတော့စောင့်ကြည့်ရမှာပေါ့နော်ခုနပြောလို့ okay သူနဲ့ကိုနေရစကားပြန်ပြောဖြစ်တယ်ဆိုရင်တော့ဒါသည်အဲတစ်ချက်စောင့်ကြည့်ပေါ့နော်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုလိုတာနော်အဲ့လိုမျိုး no contact ဆိုပေမဲ့အဲ့လိုမမျောလင့်မဲနဲ့အဆက်အသွယ်လေးလေးပြန်ရလာတာမျိုးလေးလေးစကားလေးတွေပြောဖြစ်တာမျိုးတွေတွေ့ရတယ်။တစ်ဖက်သူကနည်းနည်းတော့သူက ဲ့လို controlling type တော့မဟုတ်တစ်ဖက်သူကလည်း serious ဆန္ဒလားလို့ collective ဖြစ်တစ်ဖက်သူကလေအလုံးဆိုလည်းစ조사တာတွေ့ရတယ်သူကလည်းအလုံး조사တယ်ငွေရှာတယ်အဲ့လိုပုံစံမျိုးအလုံးလည်းနည်းနည်းရှုပ်တယ်အဲ့လိုလူကြီးဆန္ဒပြောရသေးတာသူသူရဲ့ပုံစံအရန်လူကြီးဆန္ဒခေါ်သေးတာအဲကြောင့်အတွေးခေါ်တွေကလည်းနည်းနည်းလေးသူကလူကြီးဆန္ဒဘက်ကိုသွားတယ်ကွာနော်အဲ့လိုပုံစံမျိုးတွေ့ရအရန်ကြီးဟိုအရန်ကြီးပလေးတာမျိုးတော့မတွေ့ရဘူးကွာနော် အချို့ collective play လို့ဇလတ်လတ်လတ်တော့မှဒီလူနဲ့အဆက်အသွယ်ပြတ်နေပြီမယ်။နောက်အခြားလူတယောက်နဲ့စကားပြောနေရမျိုးအဲ့လိုမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်။အဲပုံစံတော့မတူပေါ့နော်။တကယ်လို့အခြားလူတယောက်နဲ့စကားပြောနေတော့ပုံစံမတူဟုတ်တယ်။ဒီလူ collective ဒီလူက collective ပြည့်စုံကိုတော်တော်ဆွဲဆောင်နိုင်တဲ့သဘောမှရှိတယ်။အဲ့လိုမျိုးတော့တွေ့ရတယ်ပေါ့နော်။နောက်ထပ်ပါများတည်အောင်လည်းပေါ့နော်။ ို့တွေဘယ်တော့လောက်ပြန်ပြီးတော့အဆင်ပြေမှာလဲလို့မေးလိုက်ပုံရတယ်။အချို့တွေအဲ့လိုနှစ်နဲ့ချီပြီးကြာနိုင်တယ်။အချို့တွေဆိုလာနည်းနည်းတော့ကြာလိမ့်မယ်ဒီလားနော် collective လေးလို့ပြန်ပြီးစကားလာပြောဖို့အတွက်ဆိုချက်ချင်းတော့မဖြစ်လာနိုင်ဘူး။အဲ့လိုကိုမထင်ထားတဲ့အချိန်အဲ့လိုမျိုးပြောအဲ့လိုအချိန်မှာဖြစ်လာနိုင်တယ်ပေါ့နော်။ဒီမှာလဲဟုတ်တယ်9 to 1 stay နော်။ဟုတ်ကဲ့ဆိုတော့ကောလက်တစ်လေးရဲ့အခြေအနေနဲ့ပတ်သက်ပြီးနည်းနည်းတော့ဟိုစိတ်ပြတ်နေတဲ့အနေအချင်းမျိုးသွားတွေ့ရတယ်ကောလက်တစ်လေးမှာလည်းအဲ့လိုခုနပြောအခြေအနေနဲ့ပတ်သက်ပြီးတော့ လိုစိတ်ပြတ်နေရမျိုးတွေတော့တွေ့ရတယ်เนาะအချိန်ကြီးအကြောင်းတွေးလိုက်တာနဲ့စိတ်စိတ်ပြတ်တာမျိုးအလိုမျိုးတွေ့ရတယ်ပေါ့เนาะဒေလုံနဲ့လည်းအလိုပေါ့เนาะအဆင်ပြေမယ်ထင်ပြီးတော့အဲ့လိုကိစ္စရဲ့တစ်ခုခုကြောင့်အဆင်မပြေဖြစ်သွားတာမျိုးလေးတော့တွေ့ရတယ်ပေါ့เนาะပြီးတော့တစ်ဖက်သူကလိုအလုပ်တွေရှုပ်နေတယ်သူရဲ့ career တွေပဲ focus လုပ်နေတယ်အဲ့လိုပုံစံမျိုးတွေ့ရတယ်ပြီးတော့ဟုတ်တယ်အဲ့လိုစကားလေးတွေပြန်ပြောဖြစ်မယ်ဒါပေမဲ့ long term ထိသွားနိုင်လားဆိုရင်တော့တိတ်ပြီးတော့မသိကြဘူးပေါ့เนาะအဲ့လိုပုံစံမျိုးတော့သွားပြီးတော့တွေ့ရတယ်အနာဂတ်မှာပေါ့เนาะ嗯。Mm. အချို့တွေဝေးသွားတာမျိုးဖြစ်နိုင်တယ်နော်ခဏအာဟုတ်တယ်ဟုတ်တယ်อืม or collectively လို့ရတဲ့ message ကတော့တခါလေးရတယ်ဆိုတော့ပြောလိုက်တော့မှာเนาะ collectively ဘယ်လိုလဲဆိုတော့ဒီ no contact situation ပေါ့เนาะတစ်ဖက်သူเนี่ยအတိတ်မှာတော့အရင်နေပြောစရာကောင်းနေတာဟုတ်တယ်ပေါ့เนาะဒါပေမဲ့အနာကက်မှာကတော့ဒီလူဒီအဲ့လိုကိုယ့်ရဲ့ဒီ diary ပဲဆိုပါတော့ဒီလားเนาะအဲ့တော့ကိုယ့်ရဲ့ဘဝထဲမှာဆက်ပြီးတော့ပါဝါဖို့ကတော့မတိကြဘူးအဲ့လိုမျိုး ခါလေးကျရင်သူ့ကြောင့်ကိုကအဲ့လိုအရန်စိတ်ပင်ပန်းရတာမျိုးတွေရှိနိုင်တယ် collective လေးတွေမှာလေဟုတ်တယ်သူ့ကြောင့်ကိုကစိတ်ပင်ပန်းရတာတိလာနော်သူကတော့တမင်တကာကိုကိုစိတ်ပင်ပန်းအောင်လုပ်တာတော့မဟုတ်ဘူးဒါပေမဲ့သူ့ကြောင့်ကိုကအဲ့လိုညာဘက်တွေဆိုအတွေးလွန်တာမျိုးတွေစိတ်ညစ်ရတာမျိုးတွေအဲ့လိုမျိုးတွေရှိရပါတော့နောက်ဆုံးနှစ်ကက်ကိုမပြလိုက်ရအောင်ဒီကက်က901ပေါ့နော်ဒီကက်ကနောက်ဆုံးထွက်လာတဲ့ကက်ကပါလို့ဆို90 source ထွက်လာတာပေါ့နော်90 source ထွက်လာတာဆိုတဲ့အတွက်ကြောင့်အဲ့ဒါကြောင့် ဟိုသူနဲ့ပတ်သက်ပြီးအဲ့လိုစိတ်ပင်ပန်းလာမျိုးပြီးတော့ collective player နည်းနည်းအတွေးလွန်နေပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်တစ်ဖက်သူကတော့ action အရင်ယူတယ် action ယူတယ်ဆိုတော့ဟိုသူရဲ့ကိစ္စတွေသူရဲ့ career တွေသူရဲ့ငွေကြေးအဲ့ဒါတွေပဲသူက focus လုပ်နေရကွာ collective player လည်းအဲ့တော့ကိုယ်ဘဝကိုယ်ကိုဝယ်ပြန်ပြီးတော့ focus လုပ်ဖို့တော့လိုတယ်ပေါ့နော်အဲ့လိုအခြေအနေနဲ့ပတ်သက်ပြီးတော့ကိုယ့်အကူကံမကောင်းဘူးလို့လည်းမတွေးနေပေါ့နော်ဒါမဲ့ဒီ connection ကလည်းအနာဂတ်မှာကတော့ဆက်သွားရဖို့ကအရင်ကြီးမသေးကြဘူးပေါ့နော်။အဲ့လို collective လေးအတိတ်မှာပြန်မှန်းခဲ့ရတယ်လို့ပဲအခုလည်းအဲ့လို အနာကက်ကိုဆက်သွားရင်လည်းပင်ပန်းတာမျိုးတွေရှိကောင်းရှိနိုင်နေပေါ့နော်အဲ့လို manage ကိုတွေ့ရတယ်။ collective ကပဲအရင် serious အရင် serious တော့ဆန်တယ် collective လေးကလေ။ hmm serious ဆန်တယ်ဆိုတော့အခြေရေးဆိုလည်းအဲ့လိုမျိုးတိတိကျကျအနာကက်တိသွားခြင်းတာမျိုးအဲ့လိုမျိုးနော်အဲ့လိုမျိုးလေးတွေ့ရတယ်ဆိုတော့ကနောက်ဆုံးကက်ကလေးကအဲ့တော့အဲ့တော့ဒီကက်ကလေးနဲ့ကြည့်ပြလိုက်မယ်ပေါ့နော်။နောက်ဆုံးအနေနဲ့ကိုဒီကက်ကလေးပေါ့နော်။ Fortune Oracle ဆိုတဲ့ကက်ကလေးနဲ့ကြည့်ပြလိုက်မယ်နော်။ okay 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 ဟုတ်တယ် collective လေးလည်းအဲ့လိုအချို့လေးဆိုလေ collective အဲ့လိုရ energy ရလိုက်တာပေါ့နော်မိန်းကလေးဆိုအချို့နည်းနည်းအသက်ကြီးတာအသက်ကြီးတာတော့မဟုတ်ဘူးကွယ်ဥမာအိမ်အောင်ပြောရမယ့်အရွယ်ရောက်နေတာမျိုးအဲ့လိုမျိုးလေးတွေပါနိုင်နေပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းအဲ့လိုအခြေအနေနဲ့ပတ်သက်ပြီးတော့ကိုယ်အဲ့လိုကိုမင်းမှန်ပေးနိုင်တဲ့သူကိုယ်နဲ့တပွားလုံးစာလက်တွဲရမယ့်သူအဲ့လိုမျိုးကိုသွားချင်တာမျိုးတွေ့ရတယ်ပေါ့နော်အခုဒီတစ်ယောက်နဲ့ကလည်းအဲ့လိုမျိုးအဆင်ပြေမယ်ထင်ပြီးတော့အဆင်မပြေဖြစ်သွားတာဘာကြောင့်လဲလုံးလုံးမသိဘူးပေါ့နော်အစားအမမှာတော့အဆင်ပြေတယ်ပြီးခုနပြောသလိုပေါ့နော်သူကပြန်လာဖို့တော့ရှိတယ်ဒါပေမဲ့အဲ့ဒီလူနဲ့ ဟို long term ထိ marriage ထိသွားနိုင်လားလို့မေးရင်တော့မသေးချဘူးပေါ့เนาะအဲ့လိုပုံစံမျိုးတော့သွားပြီးတော့တွေးရတယ်အဲအချိန်ရင်းနဲ့ပတ်သက်ပြီးနည်းနည်းလေးအနာဂတ်မှာလည်းစိတ်ညစ်ရအောင်မယ်နည်းနည်းလေးပင်ပန်းရအောင်မယ်အချိန်ရင်းလို့ပြောတာပေါ့เนาะအခြားရအောင်တော့တိတ်မတွေးရပါဘူးအချိန်ရင်းနဲ့ပတ်သက်ပြီးတော့ collective လေးတွေအဲ့လိုစိတ်ပင်ပန်းတာမျိုးလေးတော့ရှိနေသေးတယ်ပေါ့เนาะအဲ့အတွက်ကြောင့်လည်းလူတယောက်ကိုပေါ့เนาะဆိုလိုတာလို့ကိုယ့်ကိုတကယ်ချစ်ပေးမှရင်ချစ်ပေးနိုင်မယ်လူကိုညှော်နေရမျိုးလေးတော့တွေးရတယ်ပေါ့เนาะ okay အဲ့တော့နောက်ဆုံးအနေနဲ့ဒီ fortune oracle လေးနဲ့ချိန်ပြန်မယ်เนาะ collectively no border situation နဲ့ဗာများတိဖို့လိုသေးတယ်ဆိုတော့အများကြီးပြောသွားတယ်เนาะကိုအများကြီးတော့သိမရှိတော့ဘူးခုနကပြောဆိုတစ်ဖက်သူတွေခံစားချက်ရှိနေသေးလားဆိုရင်ခံစားချက်တွေကြံသေးတယ်အခုဒီ renew တည်းရဲ့အချိန်မှာသူတွေတစ်ဖက်သူတွေကိုယ်နဲ့ပတ်သက်ပြီးတော့ခံစားချက်တွေရှိနေသေးတယ်ဒါမဲ့လည်းခုနကပြောသလိုပေါ့เนาะခံစားချက်ရှိနေပြီမဲ့လို့လောင်ထန်းနေတော့ဘူးသေးကြောက်သေးလားပြောချင်တာကလေတရားနဲ့တစ်ခါလေးကျရင်တရားနဲ့တရားသဘောကျပြီမဲ့လေအဲ့လိုသေးလား energy ကြိုက်ပြီမဲ့လေအဲ့လို ရေဆက်မဆုံတာမျိုးအဲ့လိုမျိုးလေးရှိရပေါ့နော်အဲ့လိုမျိုးလေးပြောချင်တာအဲ့တော့ဟုတ်တယ်တပတ်သူကကိုယ့်ပုံမှာခန်းစားချက်ရှိပါတယ်เนาะအတိတ်မှာတော့လည်းသူဒီခန်းစားချက်ရှိခဲ့တယ်အခုချိန်မှာလည်းရှိတယ်ပေါ့เนาะဒါပေမဲ့သူ့ပုံစံနဲ့ ADA ဆန်တဲ့အလိုအလူကြီးအရန်ဆန်တာမျိုးအလိုသူ့ရဲ့ career တွေငွေကြီးပဲသူအရန်အာယုံဆိုင်တာမျိုးအဲ့လိုမျိုးတော့တွေ့ရတယ်တဲ့အသက်လည်းအချို့တွေ collective play ဆိုတပတ်သူကလို့ကိုယ့်တက်ပုံကြီးအသက်ကြီးတာမျိုးအဲ့လိုမျိုးလေးတွေ့ရတယ်เนาะအဲ့လိုမျိုးလူကြီးဆန်တယ်เนาะခန်းစားချက်တော့ရှိပါတယ်တဲ့เนาะဒါပေမဲ့ ဒါမဲ့အဲ့လိုပေါ့နော်ဟုတ်တယ်။အတိတ်မှာတော့အရန်ချစ်ခဲ့ရတယ်ဆိုရင်ကွာအခုချိန်မှာခန်းစားချက်တွေကြံသေးတယ်အဲ့လိုမျိုးပြောချင်တာအရန်ကြီးချစ်တယ်အရန်ကြီးတဲတဲလှုပ်ဖြစ်နေတဲ့အနေကြီးရောတိတ်မတွေ့ရအောင်ပေါ့နော်အဲ့လိုပြောတာသူလည်းတစ်ခါတလေပြန်ပြီးအဆင်ပြေခြင်းနဲ့ကိုယ်နဲ့ပြန်ပြီးအဆင်ပြေခြင်းတာမျိုးတွေ့နေရမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အဲသူနဲ့ငါနဲ့ပြန်အဆင်ပြေသွားရင်ကောင်းမှာပဲအဲ့လိုပေါ့နော် အရှိဆက်ဖြစ်ဘာတွေဆက်ဖြစ်မှာလဲအဲ့လိုမျိုးသူလည်းတစ်ခါတလေတွေးတက်တယ်သူပုံစံအတွေ့အထဲမှာရှိပေမဲ့ဘာဇက်ကမပြောဘူးအဲ့လိုပုံစံမျိုးသွားတွေ့ရတယ်ဗောနော် collective ပြတစ်ဖက်သူကလို့အတွေ့အထဲမှာရှိပေမဲ့သူကဘာဇက်ကမပြောဘူးအဲ့လိုပုံစံမျိုးသွားတွေ့ရတယ်အဲ့တော့ခန်းစားချက်တွေတော့ဂျန်သေးတယ်သူလည်းတစ်ခါလေကို manifestor မျိုးလေးရှိတယ်ဒါပေမဲ့သူကသူ့ကိုသူတော့နည်းနည်းအာပုံပြီးအာယုံဆိုင်တဲ့သူမျိုးဖြစ်နိုင်တယ်ဗောနော် collective ပြတစ်ဖက်သူကအဲ့လိုသူ့ကိုသူဗောနော်အဲ့လိုနည်းနည်းပုံပြီးအာယုံဆိုင်တာမျိုးလေးတွေရှိတယ်အဲ့တော့ခန်းစားချက်တွေတော့ဂျန်သေးတယ် ြန်ဆုံပြင်လာမှာခုနပြောလို့အနာဂတ်ထိသွားဖို့အတွက်ကြာတော့အရင်ကြီးမသိကြအောင်เนาะโอเคအဲ့တော့အများကြီးပြောပါမယ်เนาะနောက်ဆုံး fortune oracle ကတ်ကလေးနဲ့ပတ်သက်ပြီးတော့ဒီကတော့ကြည့်လိုက်မယ်เนาะရှင်းအောင်ပေါ့เนาะအဲကြောင့်ရှင်းအောင်လို့ဒီကတော့ထပ်ပြောပေးရအောင်အခြေအနေပတ်သက်ပြီးတော့စိတ်မညစ်ပါနဲ့တဲ့နော် collective player အခြေအနေပတ်သက်ပြီးတော့လို့စိတ်မညစ်ပါနဲ့တဲ့နော်အဲ့လိုမျိုးပြောပါတယ် မလေးမှာတကကီးတယ် new beginnings direction adventure away for those ready တို့လည်းပေါ့အဲ့ကြောင့်အဲ့ခုန energy ရလိုက်တယ်အဲ့ဒါမပြောတာမပြောလိုက်တာဒီလားဘာလဲဆိုအခုခဏလေးကက်ကဘာထွက်လာလဲဆိုတော့တကီးဆိုရဲကက်ကလေးထွက်လာတော့တော့လေးနဲ့မြင်ရမယ်ထင်တယ်เนาะတကီးဆိုရဲကက်ကလေးရဲ့သူကပြောချင်တာအဲ့လိုမျိုး ကိုယ့်စီရော new beginning နဲ့ရောက်လာလိမ့်မယ်ကိုနဲ့မထိုက်တန်တဲ့အတိတ်ကအရာတွေကိုလွှတ်ချလိုက်ပါတဲ့ပြီးတော့ခုနကရတဲ့ energy ကလေမပြောလိုက်တာဘာလဲဆိုအဲ့လို collective leader ကဥမာ career မှာမအောင်မြင်တာလို့ပြောတာမဟုတ်ဘူးကွာဒါပေမဲ့ကိုယ်မှာလုပ်စီရာတွေရှိသေးတယ်သိလားအဲ့လိုကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့ဘဝနဲ့ပတ်သက်ပြီးဆက်ပြီးစူးစမ်းစရာတွေရှိသေးတယ်နော်အဲ့လိုမျိုးပြောတာအဲ့တော့အဲ့ဒီအရာတွေပဲအခုချိန်မှာအာယုံစားလိုက်ပါအောင်နော်ဒီအခြေအရေးနဲ့ပတ်သက်ပြီးအရင်ကြီးအာယုံမဆိုင်နေပါဘောနော်အဲ့လိုကိုယ့်ဟာကိုယ့်အခြေအရေးကမကောင်းမှုတွေတိတ်မတွေးပါနဲ့တဲ့အချိန်တန်ရောက်လာနေပြီပြီးတော့ကိုယ်နဲ့မထိုက်တန်တဲ့အရာတွေကိုလည်းလွှတ်ချပေးပါ အချိန်တန်ရောက်လာလိမ့်မယ်တဲ့အဲ့ဒီကက်ရဲ့ energy ပဲပေါ့နော်အဲ့လိုညိုးပင်းနေတဲ့ဆိုလို့အချိန်တန်ရောက်လာလိမ့်မယ်နော်အဲ့တော့အရန်နေမမျောနေနဲ့ကိုလို့ဆရာရှိရလို့အဲ့လိုမျိုးသူကပြောတာနော်အဲ့ energy ကရလိုက်တယ်ဒါပေမဲ့မပြောလိုက်တာပေါ့နော်ချိုးရကြတော့ no contact ကိုအချိန်ရလာကြည့်ရဆရာမကြီးပေါ့နော်အဲ့လိုဟိုကိုကကိုပဲကိုဘွားကိုပဲအာယုံဆိုင်ခိုင်းနေဆိုမကြိုက်ကြမှာဆိုလို့မပြောလိုက်တာပေါ့နော်ဒါပေမဲ့ဒီကက်ရဲ့ energy ကထွက်လာတော့လေအဲ့ဒီ energy ပဲပေါ့နော်အားကြောင့်ပြောလိုက်တာ okay နောက်ဆုံးအနေနဲ့တက်ကက်တော့အားလုံးတက်ကက်ဆို okay ထွက်လာပြီ အမလေးဝမ်းသာစရာပဲနောက်ဆုံးထွက်လာတဲ့ကတ်လေးကဘာလဲဆို the lovers တဲ့နော်မြင်ရမှချင်တယ် okay ခဏလေး okay ဒီမှာတော့ the lovers တဲ့ပထမကတ်ကလေးမြင်ပြလိုက်မယ်ပထမကတ်ကလေးကဘာလဲဆို key ဆိုတဲ့ကတ်ကလေးပေါ့နော်မလေးနောက်ဆုံးထွက်လာတဲ့ကက်ကလေးက The Lovers တဲ့ဒီမှာစာလေးမှမြင်ရမယ်ထင်တယ်ဒီလားနော်အရင်ကောင်းပါတဲ့ energy ကနော်နောက်ဆုံး collective လေးထွက်လာတဲ့ energy ကပါလဲဆို The Lovers တဲ့အဲ့ဒါကြောင့်လေ be true to yourself ဆိုအခုအချိန်မှာကတော့ collectively ကိုယ့်အကိုယ်ပဲအာရုံစားလိုက်ပါအောင်နဲ့เนาะအဲ့ energy ကိုရရတယ်ဆိုတော့အဲ့ဒါကိုပြောတာဟုတ်တယ်အချို့လေးတွေလာကြည့်နေတယ်မှာအသက်ကြီးနေပြီပေါ့เนาะဆိုတော့ခုနကပြောသလိုအိမ်အောင်ပြူရမယ့်အရွယ်တွေရောက်နေပြီအဲ့လိုမျိုးတွေပါကောင်းပါနိုင်တယ်ဒါပေမဲ့လက်တလုံးမှာလေကိုယ့်အကိုယ်ပဲအာရုံစားလိုက်ပါအောင်နဲ့เนาะအချိန်တန်ရင်เนาะရောက်လာလိမ့်မယ်เนาะကိုယ်နဲ့ထိုက်တန်တဲ့သူပေါ့เนาะပြီးတော့ခုနကပြောသလိုဒီ no connect ဖြစ်သွားတဲ့သူကလည်း ိုနဲ့မထိုက်တန်တာတော့မဟုတ်ဘူးပေါ့နော်တို့အကြောင်းရင်းတစ်ခုခုကြောင်းရေဆက်မဆုံတာမျိုးအဲ့လိုမျိုးပေါ့နော်သူလည်းလူကောင်းကိုလည်းလူကောင်းဒါပေမဲ့အဲ့လိုရေဆက်မဆုံတာမျိုးအခုချိန်မှာသူလည်းခန်းစားချက်တွေတော့အနည်းငယ်များတော့ရှိသေးတယ်ပေါ့နော်ခန်းစားချက်တွေတော့မကုန်သေးဘူးအဲ့လိုကောနော် no contact ကအရန်ကြာသွားပြီးချုပ်လေးတွေ collective လေးဆိုအဲ့လိုလာနဲ့ချီနေပြီးအဲ့လိုမျိုးတွေတွေ့ရတယ်6လ9လ8လပေါ့နော်တော်တော်ကြာနေတဲ့လူတွေလည်းပါနိုင်တယ်အဲ့ဒါဆိုရင်တော့ခုနကပြောတဲ့တစ်ခါတလေတစ်ပတ်သူကကိုနဲ့ပတ်သက်ပြီးတွေးနေရမျိုးလေးလည်းရှိတယ်ပေါ့နော် okay အဲ့တော့အများကြီးပြောသွားတယ်เนาะ non contact situation က โอเคအဲ့တော့ collective reading လေးပေါ့เนาะအဲ့တော့ထုံးစံနိုင်မယ်ဒီ reading လေးကိုအဆုံးထိကြည့်ပေးကြတဲ့တကြောင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့နောက်ထပ် reading တွေမှာပြန်တွေ့ကြဖို့အတွက်အားလုံးပဲ like and follow subscribe လေးလည်းလုပ်ပေးကြပါအောင်เนาะပြီးတော့ဒီဈေးမှနေ personal reading plan လေးပေါ့เนาะအဲ့ဒါလေးကိုလည်းကြီးညာပေးထားပါတယ်နံပါတ်1အနေနဲ့ကဒီ questions မေးလို့ရတယ်ပေါ့เนาะ questions က main ကုန်3ခုမေးလို့ရတယ်ဒါမှမဟုတ် main ကုန်5ခုမေးလို့ရတယ်ပေါ့เนาะအဲ့ဒါအသေးစိတ်လေးတင်ပေးထားရဲဆိုတော့เนาะအသေးစိတ်တော့ထပ်မပြောတော့ဘူးနောက်တစ်ခုကကြတော့ package ပေါ့เนาะ package like ဆိုရင် တော့ တော့ပဲကိုပါမေးချင်တယ်ပေါ့နော်အချိန်ရေးမေးချင်တာလား love လားဟိုမှာ career မေးချင်တာလားအဲ့လိုအချို့တွေဆိုကြတော့နိုင်ငံခြားထွက်ချင်တယ်အဲ့လိုပေါ့နော် foreign package တွေပါတယ် sorry နော်ခဏလေး camera ဝါသွားလို့အဲ့တော့ foreign package တွေပါတယ်မေးချင်တာမျိုးတွေရှိရဲဆိုရင်လည်းအဲ့ဒါအသေးစိတ်တင်ပေးထားရဲပေါ့နော် quota ကတော့ question package ကတော့အဲ့လိုကိုမေးတဲ့ question ကိုပဲပြန်ဖြေပေးမှာပေါ့နော်အဲအမှားဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားဆိုရင်ဖြစ်နိုင်နေဆုံးဖြစ်နိုင်နေပေါ့နော်မဖြစ်နိုင်ဘူးဆိုရင်လည်းမဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့ package reading မှာကတော့လေ package reading ကတော့အဲ့လို ဥမာကိုက manifest လုပ်လို့ရတယ်ဥမာဖြစ်နိုင်ခြင်းရှိတယ်ဆိုကိုဘက်ကဘာတွေလုပ်ပေးရမလဲပေါ့နော်တခါလေကြတော့လေအဲ့လို ကိုပို့ပြီးတည်တင်တာမျိုးတွေအဲ့လိုတာရော့ကတ်တွေကပြတာမျိုးတွေရှိတယ်တည်တာခါတိုင်းကကိုမေးတဲ့မိကုံးအပြင်ပေါ့နော်အဲ့လိုသူတို့ပြတာမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးတွေပါထပ်ပြောပေးသွားပါပေါ့နော်အဲ့ဒါကတော့ package freedom ပေါ့နော်အဲ့တော့ကိုသိကျင်တဲ့ကောင်းစင်အရာမီလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဟိုက direct call ပေါ့နော် direct call ခါကြောင့်ဆီမလီကကူလာတလုံးမှာကတော့အပြင်ရောက်နေတဲ့အတွက်ကြောင့်ပေါ့နော်အပြင်ဆိုတာဒီပြပပေါ့နော်အဲ့ခါကျတော့အချိန်ညှိရတာလေးတော့တစ်ချက်တော့ရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့လေဒီ direct call ကလည်းပြောရရင်တော့အဲ့လို ဒါရိုက်ကောကတော့ဒီမိနစ်အတွင်းမှာเนาะသတ်မှတ်ထားတဲ့မိနစ်အတွင်းမှာကိုယ်ကြက်ရောက်မေးလို့ရတယ်ဒါရိုက်ကောကတော့ကွာဒါရိုက်ပြောမှာဆိုတော့တိတာတစ်ခါလေးကျရင်ကိုမရှင်းတာမျိုးဆိုလဲဒါရိုက်မေးလို့ရတာပါเนาะ okay ပြောလိုက်တဲ့တစ်ခုကိုကိုကမရှင်းဘူးဆိုလဲဒါရိုက်ပြန်မေးလို့ရတယ်ပါเนาะအဲ့လိုပုံစံမျိုးလေးနေပုံပေါ့เนาะပြီးတော့ဒီညမာပြင်းရင်းဆိုလဲဈေးတစ်မျိုးပေါ့เนาะပြီးပါဆိုလဲဈေးတစ်မျိုးသတ်မှတ်ပေးထားပါတယ်အဲ့တော့အဲ့တော့မေးချင်တဲ့သူလေးတွေဆိုရင်ဒီ Messenger ပေါ့နော် Facebook Messenger ပဲဖြစ်ဖြစ် Viber အနေနဲ့ပဲဖြစ်ဖြစ်အမ်ဒီ message ပို့ပြီးတော့အဓိကတော့ဒီ အကောင့်ဖန်းတာပေါ့နော်ဆရာမလေးကအဲ့လိုညာတော့အပြည့်ဒီ message တွေကလေအဲ့လိုခါလေအလုပ်အရန်ရှုံးတဲ့ခါကျမှဖတ်ဖြစ်တာမျိုးတွေရှိရခွဲသေးတာအဲ့ဒါကြောင့် MLine ပြောရရင်တော့အဲ့လိုငွေလွှဲတာပေါ့နော်ငွေလွှဲပြီး confirm ပြီးပြီဆိုတော့ဆရာမလေးအဲ့ဒါတခါတည်းသေးလားအဲ့လိုဟိုအတန်ဖိုင်ပို့ပေးမယ်ပေါ့နော်အဲ့လိုမျိုးပြောတာအဲ့တော့အဲ့လိုမှမဟုတ်ဘဲနဲ့အဲသေးလားအဲ့လိုဟို ဘယ်လိုပြောမလဲအခုလည်းဒီတင်ထားတာတွေကရှင်းမယ်လို့ထင်ပါတယ်เนาะတခါလေးရှင်းရှင်းလင်းလင်းတခါလေးပြီးသွားအောင်တင်ပေးထားတာပေါ့เนาะအကြောင်းဘယ်လိုအချို့တွေကျတော့လာမေးတယ်ပေါ့เนาะ okay အဇေမလေးကဘယ်လိုဟောပေးမှာလဲပေါ့เนาะအဲ့လိုဒိုင်ရိုက်ဟောပေးမှာလားအတန်ဖိုင်လားအခုဆိုတခါလေးပြောပြထားတာပေါ့เนาะအတန်ဖိုင်ပို့ပြီးတော့ပဲဟောပေးမယ်အဲ့လိုမျိုးတခါလေးရှင်းသွားအောင်ပေါ့เนาะ အဲ့တော့ဒီတင်ထားတဲ့ post ကလည်းအဲ့လိုရှင်းမယ်လို့ထင်ပါတယ်အားလုံးလိုအပ်တာတွေလည်းထည့်ရေးပေးထားတယ်ပေါ့နော်အဲ့တော့တကယ်လို့အဲ့လိုသိချင်တာမျိုးတွေဆိုရင်တော့ messenger ကနေမှတဆင်ပေါ့နော်အဲ့ဆက်တော်လိုက်မယ်ဆိုရင်တခါတည်းပဲဒီငွေလွှဲရမယ့် account တွေပါတယ်သိရပါလိမ့်မယ်လို့နော် okay အဲ့တော့အဆုံးထိကြည့်ရှုပေးကြတဲ့ကြောင့်လည်းကျေးဇူးတင်ပါတယ်လို့ဆီမလေးရဲ့ channel ကိုအမြဲမပြတ် update နေကြတဲ့ကြောင့်လည်းအားလုံးကျေးဇူးတင်ပါတယ်လို့အားလုံးပဲနောက်ထပ် reading တွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ bye bye ပါ